ဟယ်လိုအားလုံးမင်္ဂလာပါရှင်ကျွန်မမွေးပါလေမှာဆိုတော့ကျွန်မဒီနေ့ရန်ကိုစိတ်လှုပ်ရှားကြကောင်းတဲ့နေရာလေးတစ်ခုရောက်နေရယ်အရန်ကိုလှတယ်မှင်တက်လောက်အောင်ကိုလှတဲ့နေရာလေးပေါ့နော်ဆိုတော့ဘယ်နေရာလဲလို့ပြောရင်နတ်ဆိုးတွေပုံကိုတဲ့ကတုတ်ချင်းဒါတော့မြန်မာလူပြန်လိုက်တာပေါ့နော်ဆိုတော့ the base banker ဖြစ်ပါတယ်ဆိုတော့ဘလောက်အထိဒီနေရာနေပြီးတော့လှတဲ့မြင်ကွင်းတွေကိုကျွန်တော်တို့ရှူစားလို့ရလဲလို့မေးရင် မရဲ့နောက်ကိုပဲကြည်ပါရှင်ဆိုတော့ဘယ်လောက်ထိလှလဲဆိုတာကတော့အနောက်မှာတော့တက်သေးပါပဲဆိုတော့ဒါက Pacific သမုဒ္ဒရာရဲ့ဖလာပါတဲ့မြေခွင်ဖိုင်းရိုက်ခတ်တံတွေကိုကျမတို့ကြားနေရတာတွေ့မြင်နေရတာဖြစ်ပါတယ်ဒါပြအခုတစ်ဖက်တစ်ချက်မှာဆိုရင်လေကျမရဲ့နောက်မှာဆိုရင်ဒါတွေ့နေရတဲ့အတိုင်းပဲတောင်တန်းတွေဖလာပါဆိုတာဝင်းရံထားတယ်ဆိုတော့တောင်ကုန်းမြေပြင်တွေပြည်နေလို့အများကြီးရှိတယ်။နောက်ပြီးတော့တစ်ဖက်မှာသမုဒ္ဒရာရဲ့လှပောက်လေရှူစား ဆိုတော့ဒီနေရာလေးကနေပြီးတော့တွေ့မြင်ရတဲ့ဖလာပါရရှူကတွေ့တဲ့ကျွန်မလည်းအတူတူရှူစားမှာဖြစ်ပါတယ်ဒီနေရာလေးကတော့ကယ်လီဖိုးနီးယားပြည်နယ်ဆမတီလိုခရိုင်ထဲမှာရှိတဲ့ဒီပစိဖိတ်တမုတ်ရီယာတောက်လျှောက်တမုတ်ရီယာဘေးတလျှောက်ကပေါ့နော်နေရာတွေကတစ်ခုဖြစ်တဲ့ဒီဗေးစ်ဘန်ကဖြစ်ပါတယ်ဆိုတော့ကျွန်မလည်း ့နေရတာကတော့ device ban ကဖြစ်ပါတယ်သူကအာဒုတိယကဘာစစ်တုံးကဒီရန်သူတင်မော်တွေပေါ့နော်အဲ့ဒီတင်မော်တွေကိုဒီကနေပြီးတော့စောင့်ကြည့်တာပါဆိုတော့ဒီ Pacific တုံးတွေကတလျှောက်မှာဖြတ်တန်းနေတဲ့တင်မော်တွေထဲမှာသူကရန်သူတွေပါမှာစောင့်ကြည့်ရတယ်။အဲ့လိုရန်သူတွေပါလာတဲ့ခါမှာကျွန်မဖတ်ရတဲ့လောက်ကတော့သူက အဲဒီ6လက်မှရှိတဲ့တနက်အဲသုံးပြီးတော့သူတို့ဖြုတ်ခွင်းရတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒုံးကြီးစနစ်တွေပေါ့နော် ထုံကားလာတဲ့နောက်ပိုင်းမှာတော့ဒီဖန်ကားလို့အာအသုံးမပြုတော့ဘဲနဲ့ထားခဲ့တာလို့သိရပါတယ်ဒါကတော့ဒုတိယကမ္ဘာစစ်တုန်းကဒီလိုမျိုးစောင့်ကြည့်နေတာစခန်းတွေအများကြီးရှိတဲ့အထက်ကမှဒါနောက်ဆုံးတန်ခဲ့တဲ့တစ်ခုဖြစ်ပါတယ်ရှင်ဆိုကျွန်မလည်းဒီဆက်ကြည့်မယ်နော် ဒီနေရာကကြတော့လို့ခီးသွားတွေကိုဆွဲဆောင်နိုင်တယ်ကွာအဲ့လိုညနေခင်းနေပါတယ်ဆိုရင်ဒီကနေဆန်းဆက်လဲကြီးလို့ရတယ်ဆိုတော့နေရာရမ်းလာတာဖြစ်တဲ့အတွက်လာပြီးတော့လဲပတ်တဲ့သူတွေလည်းတော်တော်များများရှိရဲ့အဓိကလာပြီး relax လုပ်ကြတာပေါ့နော်စိတ်အပန်းပြေအောင် လာပြီးတော့နေကြတာပေါ့ဆိုတော့ကျမရဲ့နောက်မှာတွေ့နေရတာ the base bank ကဖြစ်တယ်ပေါ့နော်ဆိုတော့အခုနောက်မှာကျမရဲ့အနောက်ကဒီ Pacific သမုဒ္ဒရာမှာရှိတဲ့ ရန်သူတွေရဲ့သင်္ဘောတွေကိုဒါဒီကနေကြည့်ရပါတော့ဆိုတော့ဒါစိတ်ဝင်စားကြကောင်းတယ်ကွာအခုမှဒါဒါနီးပညာတွေတိုးတက်လာတဲ့အခါမှာဒါဒီဟာမတုံးရပါမယ်ဒါဟာအာတမိုင်းဝင်ဒါအဆောက်အဦလေးအဖြစ်ရှိနေတယ်အခုထိလည်းဒီနေရာလေးကိုဒီတိုင်းပဲထားထားပြီးတော့ဒါခီးသွွားတွေအတွက်ထင်ကြရနေရတခုအဖြစ်ဒါပြတာထားတဲ့နေရာလေးတခုဖြစ်တဲ့အတွက်တကယ်ကိုစိတ်ဝင်စားကြကောင်းတယ်ဆက်ပြီးတော့ဒီ device bank ကတလျှောက်ကနေပြီးတော့အပေါ်ကနေပြီးတော့တွေ့ရတဲ့ရှူကင်းတွေကိုကျွန်မရိုက်ပြမယ် ကျယ်ပြောလာတဲ့လုံးဝ Pacific သမုဒ္ဒရာရဲ့ရှုခွင်းတွေဖြစ်တဲ့လုံးဝမြင်သက်လောက်ကို လာပါပါတယ်ဆိုဆက်ကြည့်ရအောင်နော် အရန်နဲ့တကွာကျမကတော့ကျမအမြင့်ကြောက်တယ်သူမဟုတ်ဘူးဒါတော့မှပဲဒူးပါလူကတုံးလာတာပြုတ်ကြသွားလုံးဝမရအောင်သွားပြီခါရပွဲချင်းပြီပဲဆိုတော့ရန်ကြီးတော့တိထားရတယ်ပေါ့နော်ဆိုတော့ကိုအမြင့်မကြောက်တဲ့သူတော့မှပဲအဲတော်တော်လေးကိုဒူးတုံရတယ်ဒီဖြစ်ရတယ်နေရပါဆိုတော့ကြောက်ပြာရန်နဲ့တယ်ပြုတ်ကြသွားပြီဆိုလည်းဘလို့မှဟိုအနေရာမရှိဘူးပြန်ပြီးတော့တက်ဖို့အတွက်ပြန်ပြီးထိန်းဖို့မရအောင်အဲ့လောက်ဒီလုံးဝရမ်းမဆောက်ပြီးတော့ကြောက်ရန်နဲ့တာပေါ့နော်ဆိုတော့ အဲ့ဒါကိုတတိထားအောင်ပါပေါ့နော် ီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီနေ့မှာကျမနဲ့အတူတူဒီ base bank ကအပေါ်ကနေတွေ့မြင်နေရတဲ့ Pacific သမုဒ္ဒရာရဲ့လှပတဲ့ရှုကင်းတွေကျေပြောလှတဲ့ပင်လယ်ရဲ့အလှတွေကိုရှုစားခဲ့ရပြီးပြီလို့ယုံကြည်ပါတယ်။ဒါအပြင်ကျမရဲ့အနောက်မှာတွေ့နေရတဲ့တောင်တန်းတွေရဲ့အလှတွေကိုလည်းရှုစားခဲ့ရပြီးပြီလို့ယုံကြည်ပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုအချိန်မေးတိရှိပေးရတဲ့အတွက်ကျေးဇူးထူးတဲ့ရှင်ပါတယ်ရှင်။တကယ်လို့တင်ရဲ့ အမေရိကမှာစိတ်ဝင်စားတဲ့ပြည်နယ်တွေအာရှိခဲ့မယ်ဆိုရင်ဘယ်ပြည်နယ်ရဲ့ဘယ်အစိတ်အပိုင်းဘယ်ဒေသတွေကိုစိတ်ဝင်စားလဲဆိုတာဒီနေ့ဗီဒီယိုလေးမှာမှတ်ချက်ပေးသွားဖို့မမေ့နဲ့နော်ဆိုတော့နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်တာတာ